ကဲပထမဆုံးအနေနဲ့ကဒီဝါချင်းဝါချင်း site ရေးကြည့်လိုက်မယ်နော်ဝါချင်း site ဝါချင်း site ကဘယ်လိုစကြည့်မလဲဆိုရင်ဒီမှာတိတုံညာနှစ်ဒီသုံးလုံးပေါင်းတာတိတုံညာနှစ်ပေါင်းတော့သူကဘာရလဲဆိုတော့ ုံးရတယ်နော်သုံးရှိဆိုတော့ဝိုင်းကြီးစားရတခါသုံးညနှစ်သုံးပေါင်းမယ်သုံးညနှစ်သုံးပေါင်းတဲ့ခါကျတော့ဒါငါးသုံးညဝိုင်းကြီးရနော်ငါးသုံးညဝိုင်းကြီးရတခါဒီမှာဒီသုံးနှစ်သုံးသုံးညပေါင်းတယ်နှစ်သုံးသုံးညပေါင်းတော့လေသူက9တုံညဝိုင်းကြီးပဲရတယ် အားလုံးညဝန်ကြီးရဒါဆိုရင်အခုဒီမှာဒီမနဗမနဲ့တော့နော်338ဆိုတဲ့ဘောင်ဝန်ကြီးကိုပေါ့သုံးလုံးပေါ့ဒါဆိုရင်သူ16ဆိုတဲ့ဝန်ကြီးရနော်အဲ့တော့ဒီမှာဘယ်လိုလေးပေးလဲဆိုတော့ဒီ38ဝန်ကြီးတော့3ပေးတယ်ပြီးတော့ကျတော့9ဝန်ကြီးမှာ3ညပေးတယ်ပြီးတော့ဒီ9ဝန်ကြီးမှာရှင်းကားပေး ရှင်ကားမှာငါးပြီးတယ်ဗောနော်ဒါဆိုရင်ဒီမှာ16ဆိုတဲ့ဝိုင်းကြီးတစ်ခုဒီမနက်ပိုင်းပွဲအတွက်ဒီပွဲတွေရတယ်ဗောနော်အဲ့ဒါကဝိုင်းကြီးတစ်ခုနောက်တစ်ခုကဒီဘက်မှာကြည်လိုက်ဗောဒီဘက်မှာကသူကဒီ3ညနှစ်ရေ9ရေပေါင်းလား3ညနှစ်ကိုပေါင်းခြင်းရာလဲသူကပေါင်းလိုက်တော့1ရတယ်နော်16ဝိုင်းကြီးဆိုတာရတယ်16ဝိုင်းကြီးရဲ့ဒီမှာ6ညနေနော်6ညနေ ီဒီ6ဝိုင်းရဲ့6ရက်ဒီခါဒီမှာ645ပေါင်းတယ်645ပေါင်းတော့9390ဆိုတော့ဝိုင်းရင်ကကျွန်တော်တို့အိမ်မှာ3ညညီတယ်နော်3ညညီတယ်ဒါဆိုဒီ3ညညီတယ်ဒီခါဒီမှာဆိုရင်6တိတိပေါ့နော်6တိတိပေါင်းတော်တဲ့ပေါင်းတော့သူက800ရယ်เนาะ83ဆိုလဲဝိုင်းကြီးကသူက800ညီတယ်ဒီ800ညီတယ်เนาะဒီ800ညီတယ် ဒါဆိုရင်မနက်ဖငါအတွက်ဆိုရင် तू ကဒီ9 8ပေါင်းတော့ရှစ်ရှင်ကပေါင်းလို့6 9ပေါင်းလို့တိဆိုတော့ तू ကလည်းတိ6ဆိုတော့ဝန်ကြီးပဲလာရတာကိုတွေ့ရတယ်เนาะအဲ့တော့တိ6ဒီဝန်ကြီးကနှစ်ခုဒီမှာနှစ်ခုเนาะဝန်ကြီးနှစ်ခုရပြီเนาะတိ6တိ6ဝန်ကြီးနှစ်ခုရပြီအဲ့တော့တိ6ရေเนาะဒီ6ရေဝန်ကြီးနှစ်ခုရအဲ့တော့ဒီနားလေးရဲ့ဟာလေးတွေကျွန်တော်ဖြတ်လိုက်မယ်ဗောနော်ဖြတ်လိုက်မယ် ်ဖြတ်လိုက်ပြီးတော့အဲနောက်တစ်ခုပေါ့နော်နောက်တစ်ခုကကြာတော့ဘလိုမျိုးလဲပေါ့နောက်တစ်ခုကဒီဘက်မှာပဲပြလိုက်မယ်နော်ဒီမှာ9နဲ့9နဲ့ပေါင်းခြင်းကတဲ့တော့8 83ဝန်းကျင်ဆိုတာရမယ်83ဝန်းကျင်ဆိုတာရအဲ့တော့83ဝန်းကျင်နဲ့အတူ3ဆိုပြီးဒီမှာလာပြီးရနော်ဒီ3ပေါ့တခါဒီ9နဲ့ဒီ6နဲ့ပေါင်းတယ်9 6ပေါင်းခြင်းရဲ့1 ဒါဆိုတော့တိ6ဆိုလိုဝန်ကြီးရှိအဲ့တော့အဲ့မှာသူကဗာပြီးလဲဆို6ဆိုပြီးပြီနော်ဒီ6ပေါ့နော်ပြီးတယ်တခါဒီ9ရေ9ရေ6ရေပေါ့လား9 6ပေါင်းရင်9ရတယ်နော်9ဆိုလို9တုံညာဝန်ကြီးဆိုတော့ဒီ9ကကျွန်တော်ဒီ85မှာဒီမှာ9ပြီးတယ်နော်9ပြီးတယ်အဲ့တော့9ပြီးတယ်ဆိုတဲ့အခါကျတော့နောက်ဒီမှာကျွန်တော်ဒီမှာအယောင်လေးပြောင်းပြီးကြည့်မယ်ပေါ့နော် ရောင်းလေးပြောင်းကြည့်တော့မလဖတ်တော့ဆိုရင်ဒီ6ရယ်เนาะဒီ6ရယ်ဒီ5ရယ်ပေါ့မှာ6 5ပေါင်းချင်းဒီလေကျွန်တော်တို့တည်ရတယ်เนาะတည်ရတယ်ဒီ6ဆိုတော့ဝိုင်းချင်းပဲထပ်ရတယ်ဒါဆိုရင်ကျွန်တော်ဒီမှာဒီ6ကဝိုင်းချင်းဒီကျွန်တော်ဝိုင်းချင်းဒီဘယ်နှခုဖြစ်သွားလဲဆိုရင်ကျွန်တော်3ခုဖြစ်သွားတယ်เนาะဒီ6ဝိုင်းချင်းက3ခုဖြစ်သွားတယ်ကဲဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ဒီဝိုင်းချင်းစိုက်ကြည့်ပြီးတဲ့အခါမှာနောက်ထပ်ကကျွန်တော်လုံးပိုင်း စိုက်ပုံစံမျိုးတစ်ချက်ကြည့်မယ်ပေါ့နော်လောဘိုက်စိုက်ကသူကဘယ်လိုရှိလဲပေါ့နော်ဒီ991ပေါင်းခြင်းက900ရနော်9နှစ်ခတ်ဒီ6နော်9နှစ်ခတ်ဒီကျွန်တော်တို့6အဲ့ဒီ6ကဒီပွဲမှာပြီးပေါ့နော်6ဆိုပြီးပြီတခါဒီမှာဆိုရင်က8ပေါင်းခြင်း3 3နဲ့9 6နဲ့ပေါင်းတော့လေ9ဆို9နှစ်ခတ်က6ပဲနော်9နှစ်ခတ်ကတဲ့6အဲ့ဒီ6ကဒီပွဲမှာပြီးတယ် တခါဒီမှာဆိုရင်9 8ပေါင်ကြီးခွန်9 6နဲ့ပေါင်ကြီး3တော့ရနှခတ်ဒီကျွန်တော်တို့ငါတော့နှခတ်ဒီငါအဲ့ဒီငါဒီပွဲမှာပေးတယ်ဒါဆိုရင်ဒီမှာ996 996ဆိုတော့600ရတယ်နော်600ရင်600ရဲ့နှခတ်ဒီကျွန်တော်တို့9အဲ့ဒီမှာ9ပိုင်းဆိုရှိတယ်နော်9ပိုင်းဆိုရှိတယ် အဲ့တော့တခါကျတော့အဲ့ဒီလုံးပိုင်းနေဒီဟိုအပေါ်မှာတော့665သုံးပြီးပေးထားတယ်ဒီမှာ665ဆိုပြီးပေးထားဒါပေမဲ့လို့ဒီမှာလည်း9ကိုဒီအပိတ်သုံးရင်သုံးလို့လည်းရတယ်နော်တိုးတော်လည်းနောက်တစ်ခုပြောချင်တာဒီဘက်က6ကသွားညိတာမျိုးလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ဗောနော်အဲ့လိုမျိုးဖြစ်နိုင်တယ်ကဲဟုတ်ပြီနောက်တစ်ခုထပ်ကြည့်မယ်ဗောနော်နောက်တစ်ခုကကြတော့ကျွန်တော်ဒီမှာအရာလေးချိန်လိုက်အောင် တို့ကကြတော့ဒီပါဝါစီကြောနေတာမနေ့ကလေးကမြင်ပြီးတော့ဒါမပြပြတဲ့ဟာတခုပေါ့နော်ဒီရှေ့ရဲ့ဒီတိရဲ့ဒီငါးရဲ့ပေါ့လေရှစ်တင်ငါးပေါင်းရင်တို့ကမရလဲဆိုရင်ရှစ်တင်ငါးပေါင်းရင်၄ရတယ်နော်၄ပါဝါတို့ကကိုအဲ့ဒီကိုကတော့ဒီဘွဲမှာပြီးတာဒီဘွဲမှာပြီးတာနော်အဲ့ဘွဲမှာပြီးတာအဲ့ဘွဲမှာပြီးရတော့အဲ့ဒါကိုပြန်ပြက်လိုက်မယ်တခါဒီမှာဆိုရင်တိရဲ့ ရဲ့၃ညရဲ့၉ရဲ့ပေါ့လားအဲ့ဒါ၃၃ညရတယ်နော်တစ်၃ည၉တစ်၁ကို sorry တစ်၁ကိုနော်အဲ၈၁ကဒီမှာနည်းနည်းလေးတစ်ချက်ပြန်ဖြတ်လိုက်မယ်ခဏလေးဒီမှာကတစ်ချက်ပြန်ကြည့်ဒီ၈၁က ဒီရှေ့ရဲ့တင်ငါရယ်နော်အဲ့ဒီရှေ့တင်ငါပေါင်းတာကိုကျွန်တော်ယူတာနော်အဲ့မှာလည်း၄ရာ၄ပါဝါ9ပေါ့နော်အဲ့9ကတော့ဒီဘွဲမှာပြီးတာပေါ့နော်အဲ့နောက်တစ်ခုက10ရယ်10ရယ်9ရယ်တိတိ9ပေါင်းခြင်းဒီ10ရာနော်10ပါဝါဒီ6နော်6ဆိုတော့သူကဒီဘွဲမှာပြီးတယ်နော်အဲ့ဘွဲမှာပြီးတယ်နော်နောက်တစ်ခါ ဒီမှာ9ရေဒီရ3ညရေဒီရ6ရေပေါင်းရင်9 3ည6ပေါင်းရင်900ရတယ်ဆို9ပါဝါက3ညအဲ့3ညဒီဘွဲမှာပြီးတယ်เนาะဒီမှာပြီးတယ်ဒီဘွဲမှာဒီမှာပြီးတယ်အဲ့ဒါလေးဘောဟာလေးနည်းဖြစ်လိုက်ပါအဲ့ဒါခါဒီ9ရေဒီ2ရေဒီ6ရေပေါင်းတော့3ရတယ်เนาะ3ပါဝါအဲ့ဒါ8အဲ့ဒါဒီဒီမှာပြီးတယ်8เนาะ ိုက်ပါပြီဒါဆိုရင်မလပန်အတွက်ဆက်ပြေးဦးမယ်ဆိုရင်ဒီ9ရက်ဒီ3ရက်ပေါ့နှစ်နှစ်နဲ့9ရက်ပေါ့လို့ခွန်နော်ခွန်ပါဝါဒီနှစ်ခွန်ပါဝါဒီနှစ်ဒီမှာနှစ်ဆိုတာတခုကြောက်ရတယ်နောက်တစ်ခုဖြစ်နိုင်တာကခုနကဒီရှိကဒီကောင်လို့ပေါ့နော်အဲ6 9ရဲ့9ပေးနဲ့6ပေးတာမျိုးလည်းဖြစ်နိုင်တယ်ဒီမှာဆိုရင်နှစ်ပေးပေးနဲ့ခွန်လာပေးတာမျိုးလည်းဖြစ်နိုင်တယ်အပေါ်မှာတော့ဒီမှာ9 6 3 8ဆိုပြီးပေးထားတာပေါ့နော် အဲ့ဒါဘာလို့ပြောလဲဆိုရင်ဒီမှာကကျွန်တော်နောက်တစ်ခုရှိအဲ့တော့ဒီမှာအဲရေဘွားသဘောမျိုးနဲ့ကျွန်တော်ရေးမယ်နဲ့9ဘိုင်နော်ဒါမှမဟုတ်ရင်ကျွန်တော်96ဝမ်းကြီးနော်96ဝမ်းကြီးလောက်ရှိမယ်နောက်တစ်ခုဒီဘက်ဆက်ဆိုင်ရာဆိုရင်2ဘိုင်2ဘိုင်ဒါမှမဟုတ်9ဝမ်းကြီးလောက်ရှိမယ်နော်9ဝမ်းကြီးရှိကဲဟုတ်ပြီဒါဆိုရင်နောက်တစ်ခုကြည့်မယ်နော်နောက်တစ်ခုကြည့်မယ်ဆိုတော့ ဝိုင်းငိမ့်နေကဂုံပြီနောက်တစ်ခုဝိုင်းငိမ့်နောက်တစ်ခုရှိအောင်မယ်အဲ့ဒါကဘယ်လိုလဲပေါ့ဘယ်လိုလဲဆိုတော့ဒီမှာဒီတည့်ရဲ့ဒီတည့်ရဲ့ဘောင်ရဲ့နှစ်ရာနှစ်ပါပါခွန်နှစ်ခွန်ချင်းနှစ်ခွန်ချင်းဒီမှာ နှစ်ကူပြီတုံညာရဲ့ရှေ့ရဲ့ဘောင်ရဲ့ရှေ့ရှေ့ပါပါသုံးအဲ့ဒါဒီမှာဒီပွဲမှာပြီတခါနှစ်ရဲ့ရှေ့ရဲ့ဘောင်ရဲ့တုံညာငါဝိုင်းငိမ့်တုံညာငါဝိုင်းငိမ့်ဆိုတော့ဒီပွဲမှာပြီတုံးရဲ့ ငါ့ရဲ့ဘောင်ရှစ်ရှစ်သုံးဝန်းကျင်ရာကျွန်တော်ဒီပွဲမှာပြီးတယ်ဒါဆိုရင်ဒီတုံညရဲ့ဒီခွေမောင်းကြီးရခွန်ရတယ်เนาะအဲ့မှာခွန်နှစ်ဝန်းကျင်ဆိုတော့တခါထပ်တွေ့ရเนาะခွန်နှစ်ဝန်းကျင်ဆိုတော့တခါထပ်တွေ့ရအဲ့တော့ခွန်နှစ်နှစ်ရတယ်အာကောင်းတယ်ဗောနော်အဲ့မှာနောက်တစ်ခုရှိတာမရှိလဲဆိုရင်ဒီမှာတုံည9ရေเนาะတုံည9ရေတည် ထုံညာ၅တင်ပေါင်းရင်က600 62ခက်9 600ခက်ကပြန်လာရင်ကောင်းဒီနားမှာရင်600ခက်9အဲကူကဒီမှာပြီးတယ်နော်အဲကူကအဲမှာပြီးတယ်တခါဒီ29ရေဒီရရှိရပေါ့အဲ့ဒါဒီ900ရတယ်ခုနှစ်ခက်6ခုနှစ်ခက်6အဲ6ကဒီမှာပြီးတယ်တခါ36 ်ဘောင်ရင်ကိုကိုနဲ့ရှင်းနေပေါ့နော်ခွန်ခွန်ရဲ့နှက်ခတ်၃ညာခွန်ရဲ့နှက်ခတ်၃ညာအဲ့၃ညာဒီမှာပြီးတယ်တခါဒီ၃ညာ6ဘောင်တော့6 6နဲ့9နဲ့ဘောင်တော့10တိနှက်ခတ်က8အဲ့8ကဒီမှာပြီးတယ်နော်9 6တုံညာ6ကို6တုံညာ6ဆိုပြီးဒါဆိုရင် ဒီရှင်း၅ရေဒီရခွင်ပေါ့လားဘာရဆို၃ညရတယ်၃ညနှစ်ခက်ကခွန်ဒါဆိုခွန်ဆိုတဲ့တလုံးဒီမှာလဲလာတွေ့ရနော်ခွန်ဆိုတဲ့တလုံးဒီမှာလာတွေ့တယ်အဲ့တော့ကျွန်တော်တို့ကရတာလေးချရေးမယ်ဆိုရင်ရတာလေးချရေးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကအဲ့ပမောင်းဆုံး9 9ဘိုင်းတို့မဟုတ်9 6ချိန်မလို့9 6ချိန် နောက်တစ်ခုက TikTok တွေ chain တွေတွေ TikTok အဲ TikTok နော်ပြီးတော့ TikTok နော် TikTok chain သုံးခုတွေ့တယ်နောက်တစ်ခုကအဲနှစ်ပိုင်းနှစ်ပိုင်းဒါမဟုတ်လို့ရှင်နှစ်ပိုင်းဒါမဟုတ်လို့ရှင်ခုနှစ် chain ခုနှစ် chain တွေ့တယ်နော်ခုနှစ် chain တွေ့တယ်နောက်ပြီးကြတော့ခုနှစ်ကြီးပဲဝိုင်းကြီးတစ်ခုတွေ့တယ်နော်ခုနှစ်ကြီးဝိုင်းကြီးတစ်ခုတွေ့တယ် ောက်ရတော့အာခွန်ပိုင်တွေ့တယ်ဘောနော်ခွန်ပိုင်ကခုနကတော့ရှင်းကားခွန်နောက်ဆုံးနောက်ဆုံးပေါင်းခြင်းတဲ့ခွန်ပိုင်တွေ့တယ်တော့ဒီမှာတွေ့ရတယ်များတာတွေရှိတယ်ဘောနော်တွေ့တာများတယ်ရှိတယ်ဒီမှာဆိုရင်16 16 16တွေ့တယ်เนาะဒီမှာဆိုရင်6တွေ့တယ်ဒီမှာဆိုရင်ခွန်2ခွန်2ဒီမှာ2ခွန်เนาะခွန်2တွေ့တယ်အဲ့တော့ အဒီမာမနောက်ထပ်ကျွန်တော်နောက်ထပ်တစ်ခုထပ်ပြီးတော့ကီးထုတ်ရင်ရသေးတယ်ကီးထုတ်ရင်ရသေးတယ်ဆိုတော့သူကဘယ်လိုသွားလဲဆိုရင်ဒီမာ395အဲ့ဒါရှစ်ခွန်3ည2ကီးရခွန်3ည2ကီးခွန်3ည2ကီးရဒီမာဒီပွဲမှာ29မှာလာပြီးတခါဒီ25ပေါင်းချင်းခွန်ခွန်9ပေါင်းချင်း6အဲ့ဒါ69ဒီကီး69ဒီကီးရဒီမာ36မှာလာပြီးတယ်နော် က496ပေါင်964 G 964 G ကဒီ396မှာလာပြီတယ်တခါ166ပေါင်းရင်3 358 G ကမနေ့ကအပြီးထွက်တယ်ဗောနော်358 358 3ရေးချာရေးမယ်358 G ကဒီဘွဲမှာပြီဒါဆိုဒီမှာ69ပေါင်းရင်9ရတယ်964ဒီမှာလဲ9နဲ့6နဲ့လာတွေ့ရတယ်ဗောနော်9နဲ့6နဲ့ ီ9ဘိုင်ဒါမှမဟုတ်ရင်96ဝန်းကျင်ဆိုတာကိုဒီမှာလည်းလာတွေ့ရတယ်เนาะအဲ့လိုမျိုးလာတွေ့ရတယ်တော့ကျွန်တော်ကငန်းတွဲမယ်ဆိုလို့ရှိရင်အဲ9နဲ့16ကို16ကလည်းအများကြီးတွေ့တယ်9နဲ့16ကိုအရင်တွဲမယ်ပေါ့เนาะအရင်တွဲလိုက်တော့9 6เนาะ9 6ခွန်တက်ပေါ့เนาะခွန်6ခွန်တက်26အာနှစ်တက်ပေါ့နော်အဲ့ဒါတွဲမယ်ပြီးတော့၉ဘိုင်နေနဲ့လိုက်တွဲမယ်ဆိုရင်ကျွန်တော်တို့ ကိုခုံရှိမယ်နော်ကိုခုံရှိမယ်ကိုနှစ်ရှိမယ်ပြီးတော့ကို6ရှိမယ်ကိုတစ်ရှိမယ်နော်ကိုတစ်ရှိမယ်နော်ကိုတစ်ရှိမယ်အဲ့တော့ဗာကြံဦးလေပေါ့နော်အဲ့တော့နှစ်ပိုင်ရလေနှစ်ပိုင်မပေးဘဲနဲ့သူက၅ပွဲမြောက်ဖြစ်သွားရင်သူကနှစ်ပိုင်ပေးရခွန်ပဲကိုဝမ်းချိန်တော့မျိုးသွားပြီမယ်ခွန်ကလည်းနည်းနည်းတော့အားသာတယ်ပေါ့နော်အားသာတယ်နောက်တစ်ခုက 6ဒီလေ6ဒီလေကျွန်တော်16ဝန်းကျင်3ချက်လောက်တွေ့ရနော်9 6လေးကြီးထဲမှာလည်းပါတယ်ဒါဆိုကျွန်တော်86ဆိုတဲ့3 break သူ3 break တကွက်ကတော်တော်လေးအားကောင်းတယ်ဗောနော်86ဆိုတဲ့3 break သူ break တကွက်တော်တော်အားကောင်းတယ်တကယ်လို့9ပိုင်းအနေနဲ့9အနေနဲ့ပြေးမယ်ဆိုရင်9နဲ့ဆိုရင်တော့ဒီ9ခုနဲ့9ခုနဲ့9 6နဲ့ဗောနော် 6ကလည်း6 1 6 1 1နေအများကြီးတွေ့ရတော့နော်9 1ပေါ့နော်အလားလေးတွေပို့ပြီးတော့အားတာတယ်နော်အဲ့လေးခွက်ကပို့ပြီးတော့အားတာတယ်ပေါ့နော်အဲ့တော့မထိမပေါက်ကီးကိုပြောပါဆိုရင်တော့ကျွန်တော်ဘာပြောမလဲဆိုရင်9 61ဆိုတဲ့ကီးကိုပို့ပြီးတော့သဘောကျတယ်ပေါ့နော်မထိမပေါက်ကီးဆိုရင်9 61ကီးသဘောကျတယ်နောက်တစ်ခုကအပေါ်မှာ6 5 8ရိုက်ထားတဲ့အတွက်ကြောင့် လုံးပိုက်အနေနဲ့ပတ်တင်းအနေနဲ့တုံးကျင်နေဆိုရင်လေခွန်ခွန်ရဲ့ပေါ့နော်ခွန်ရဲ့6ရဲ့အဲ့နှစ်ခုကြိုက်တယ်ပေါ့နော်ပတ်တင်းအနေနဲ့တုံးကျင်နေလို့ဆိုရင်6နဲ့ခွန်နဲ့ပူပြီးသဘောကျတယ်ပတ်တင်းအနေနဲ့တုံးကျင်နေလို့ဆိုရင်6ပတ်တင်းခွန်ပတ်တင်းအဲ့ပတ်တင်းနှလုံးပူပြီးတော့သဘောကျတယ်ပေါ့နော်ဘာလို့6တက်ဝန်းကျင်နေလဲကျွန်တော်တို့3ချက်ရှိတယ်3ချက်ရှိရင်တော့964ဆိုတဲ့ကီးထဲမှာလည်း 6ပါတယ်เนาะပြီးတဲ့အခါကျတော့ကျွန်တော်တို့9ပိုင်းမှာယူတဲ့ site ပုံစံမျိုးနဲ့ဆိုတကယ်လို့သူကအပေါ်မှာ665ဆိုပြီးတော့သူပေးထားတယ်ဒီ665ဆိုပြီးဒီပွဲကြမှာနက်ခတ်ကအဲဒဲယူလိုက်မယ်ဆိုရင်6ပဲเนาะ6ဆိုတဲ့ကောင်ယူရမှာ6656ဆိုပြီး6ပိုင်းယူမယ်ဆိုလို့ရှိရင်6ပတ်ဒီခွန်ပတ်ဒီကပို့ပြီးတော့ကောင်းလို့ဖြစ်နေတယ်ဗောနော်အဲ့တော့ကဲအားလုံးပဲ ဒါမနက်ဖြန်မနက်ခင်းဒီမှာဘောနော်ကျွန်တော်ကတော့ break to break လိုင်းကြောအရာကျွန်တော်86ပူပြီးသဘောကျတယ်ဘောနော်86ကိုပူပြီးတော့သဘောကျတယ်86ကောင်းတယ်အဲ့တော့86ကိုပဲအနီလေးနဲ့ရေးရေးထားရေးတော့ပြထားတယ်နော်86က86ကပူပြီးတော့ကြိုက်ပါတယ်86ကြိုက်တယ်နော်86ကြိုက်တယ်ပြီးတော့အဲ 69နဲ့ကြိုက်တယ်ဗောနော်69 69 96 97ကုသတ္တကလည်းလာဖို့ရှိတယ်ဗောနော်ကုသတ္တကလာဖို့ရှိ3030 break break to break ဆိုရင်99ပေါ့တော့2ငါလို့အဲလိုထွက်ပြီးရင်ကျွန်တော်19 99ဘိုးကြီးကောင်းဆုံးကတော့ ခွန်6ကတော့ပို့ပြီးတော့အကောင်းဆုံးဖြစ်မယ်ပေါ့နော်ခွန်6အကောင်းဆုံးဖြစ်ခွန်6အကောင်းဆုံးဖြစ်မယ်ကိုယ်ပိုင်ရင်ပြီးမသွားဘူးဆိုရင်ပေါ့နော်ကိုယ်ပိုင်ပြီးမသွားဘူးဆိုရင်ကိုယ်ပိုင်ပြီးမယ်ဆိုရင်တော့ကိုယ်ခွန်တို့ကို6တို့ကို1တို့ထိုးရမယ်ပေါ့နော်ဒီအားလုံးပဲခံကောင်းကြပါစေ